တံကိုခန်းစားခဲ့ရတဲ့သခိုင်းမျိုးမှာတေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကိုဆွဲထုတ်နိုင်တာမရှိသေးတာကြောင့်အပုတ်နှက်တွေထွက်နေပြီလို့သခိုင်းမျိုးကန်တွေစီကသိရပါဗျ။ကဲဒီနေ့ဗီဒီယိုမှာတော့ဒီသခိုင်းကငလျင်လှုပ်လို့ပေါ့နော်တိုက်တာအဆောက်အုံတွေပြူကြတဲ့အောက်မှာဒီပိတ်မိနေတယ်ပေါ့နော်ဒီ dead body တွေအာဒီတည်သွားတဲ့အော်အလောင်းတွေပေါ့နော်အဲ့ဒီအလောင်းတွေဒီကေတယ်ကြီးတွေလောက်တဲ့အခါမှာကေတယ်ကြီးတွေကဒီနဲလို့ပေါ့နော်ဒီ dead body တွေကိုအခုတိတိအာကဲမထုတ်ရသေးတဲ့အတွက်ပေါ့နော်အပြင်ကိုမထုတ်ရသေးတဲ့အတွက်ဒီ အဲ့ဒီ dead body တွေကနေပြီးတော့မှအနံ့နေထွက်ပြီးတော့ဗောနော်တမျိုးလုံးအောင်နန်းနေပြီဆိုတဲ့သတင်းကိုကျွန်တော်ဒီနေ့အာတိတိလောက်လေးပြောပြပေးကြပါမယ်အခုသတင်းကတော့ဒါ DVB ကနေပြီးတော့မှတင်ဆက်ထားတဲ့သတင်းဗောနော်ဒီစကိုင်းကသတင်းကိုဒီ DVB ကတင်ဆက်ထားတာဆိုလို့ရှိရင်တော့ကျွန်တော်ဒီ April အာ၁ရက်နေ့လောက်တည်းရသူတို့တင်ဆက်ထားဗောနော်ဒါပေမဲ့ဒီဒီနေ့မှာတော့ဒါ April ၄ရက်ရှိဗောနော်အဲဆိုတော့ကျွန်တော်ပြောချင်တာက April ၄ရက်ရှိပြီဆိုပေမဲ့အခုထက်တိဒီစကိုင်းမှာဗောနော်ဒီ dead body တွေကနေပြီးတော့မှအာအနံ့တွေဒီစကိုင်းမှာတော်တော်ထွက်နေပြီလို့စကိုင်းကလူတွေပြောတဲ့သတင်းအရ ရကျွန်တော်တို့တွေသိရတယ်ဗောနော်အဲနောက်ပြီးတော့ဒီသခိုင်းဘက်ကိုလည်းများများလေးကေတဲ့ရေးတွေတွားကြပါလို့ဒီဗီဒီယိုကနေပြောချင်ပါတယ်ဒီကေတဲ့ရေးအကိုတွေတွေ့လို့ရှင်ဗောနော်သခိုင်းဘက်ကိုများများတွားပြီးကြပါလို့တောင်းဆိုချင်ပါတယ်ဒီမန္တလေးမှာက ဟိုကျွန်တော်တို့ဒီသတင်းတွေပို့ပြီးတော့ပြန့်နှံ့နေပေါ့နော်မန္တလေးမြို့อ่ะဆိုလို့ရှိရင်သတင်းပို့ပြီးပြန့်နှံ့နေစကိုင်းဘက်ကသတင်းပြန့်နှံ့အားကအရန်နေသေးတယ်လို့ကျွန်တော်ထင်နေပေါ့နော်ဒီစကိုင်းဘက်မှာကဒီမန္တလေးထက်တောင်မှာပို့ပြီးတော့ဒီသတင်းတွေမှာပေါ့နော်အဲလူအသေးအပြောက်ပို့များနိုင်တယ်အပြက်စီးပို့များနိုင်တယ်လို့ကျွန်တော်တို့သတင်းတွေအရာတွေ့ရတယ်ပေါ့နော်ဟုတ်ပါတယ်ကျွန်တော်စိတ်ထင်လဲဒီမန္တလေးထက်စကိုင်းကပို့ပြီးတော့မှအသေးအပြောက်များတယ်လို့ကျွန်တော်ထင်နေပေါ့နော်ဒါကြောင့်မလို့ကေသိသမားတွေအာတွေ့လို့ရှိရင်ပေါ့နော်ဒီသတင်းတွေကိုတွေ့လို့ရှိရင်အာတောင်းဆိုချင်တာပေါ့နော်အာ စကိုင်းဘက်ကိုပို့ပြီးတော့သွားပြီးတော့လှုပ်ပေးကြပါလို့တောင်းဆိုချင်ပါတယ်ဒီစကိုင်းဘက်ကတရင်ကအခုနည်းနည်းမြုပ်နေလို့ပေါ့နော်ဒါကြောင့်မလို့ဒီစကိုင်းကဒီလူတွေပြောပုံရဆိုလို့ရှိရင်သူတို့စကိုင်းမျိုးကကေတဲ့ရည်တွေမလုံမလောက်တာကြောင့်ပေါ့နော်ကေတဲ့ရည်တွေအလုံးလောက်မရှိတာကြောင့်ဒီတိုက်ပြူတွေကအကုန်လုံးနှီးပါမကေစရာသေးတဲ့အတွက်ပေါ့နော်အဲ့ဒီတိုက်ပြူအောက်မှာရှိတဲ့အလောင်းတွေကနေပြီးတော့မှအနံ့တွေတော်တော်လေးကိုမှထွက်နေပြီလို့ တတင်းတွေအဲကြားရတယ်ဗောနော်ဒီကျွန်တော်တို့လည်းဗောနော်ဒီစကိုင်းငလျင်ဘေးအတွက်ဗောနော်တက်နိုင်တလောက်ဟိုတနေ့ကနေပြီးတော့မှကျွန်တော်တို့ဒီ YouTuber တွေအားလုံးစုပြီးတော့ဗောနော်ကျွန်တော်တို့တက်နိုင်တလောက်ဒီစကိုင်းအတွက်ဗောနော်ကျွန်တော်တို့အလှူငွေထည့်လိုက်တယ်ဒါတက်နိုင်တလောက်ဗောနော်ကျွန်တော်တို့ဒီမြေပြင်ကိုတော့ကိုကိုတိုင်းဒါ မသွားနိုင်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့တက်နိုင်တဲ့လောက်လေးဒီအလှူငွေပေါ့နော်ကျွန်တော် YouTuber အားလုံးစုပြီးတော့ကျွန်တော်တို့လှူလိုက်တယ်အဲဒီကျွန်တော်ရဲ့ဒီဗီဒီယိုထဲမှာကြည့်နေတဲ့အကိုဒီအမတွေညီညီမတွေပေါ့နော်အဲတွေကလည်းကိုတက်နိုင်တဲ့လောက်ပေါ့နော်ဒီငလျင်ဘေးမှာ1000တက်နိုင်1500တက်နိုင်900ပေါ့နော်အဲ့လိုမျိုးလှူလို့ရတဲ့နေရာကြီးရှိလို့ရှိရင်လှူကြပါမတွတ်မဆုပ်ပဲလှူကြပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်နောက်ပြီးတော့ကျွန်တော်ပုံလေးတစ်ပုံပြပေးခြင်းနေအဲ့ဒီပုံလေးကတော့ဒီမှာပေါ့နော်အဲအဲ့ဒီပုံမှာဆိုလို့ရှိရင်ဒါ dead body အလောင်းပေါ့နော်ဒီ dead body မှာဆိုလို့ရှိရင်ဒီသူ့ရဲ့ခါမှာလည်း အဲပတ်စံအိတ်တိတ်ထိုးထားတာကိုတွေ့ရမယ်။နောက်ပြီးတော့သူ့ရဲ့ဒီကိုပေါ်မှာတွေ့နေရတဲ့အဖြူဖြူတွေကကြတော့ဒါဟိုအားတွေပေါ့နော်။သူဒါတည်သွားတာဒါ6ရက်မြောက်ရှိပြီလို့ကျွန်တော်တို့အဲကြားသိရပါတယ်။အဲ့ဒီအတွက်အဲ့ဒီမှာတော့မှသူ့ရဲ့ဒီကိုခန္ဓာမှာတော့မှပေါ့နော်။ဒီလောက်ကောင်လေးတွေတက်နေပြီးကိုအားလုံးပဲရှင်းသာသွားနဲ့တွေ့ရမှာပါ။အခုပြပေးတဲ့ဒီဓပုံကတော့ဒါစကိုင်းမှာပေါ့နော်။စကိုင်းမှာတွေ့ရတဲ့ဒါဓပေါ်ကြီးအလောင်းတစ်ခုပါနော်။ ဟုတ်ကဲ့ပါဒါကတော့ဒီစကိုင်းကနေပြီးတော့မှကျွန်တော်ဒါရထားတဲ့သတင်းကိုပေါ့နော်ကျွန်တော်အားလုံးအားလုံးကိုသိစေချင်လို့ပေါ့နော်ကျွန်တော်ထပ်ပြီးတော့အဲပြောပြပေးခြင်းဖြစ်ပါတယ်ဖြန့်ဝေပေးခြင်းဖြစ်ပါတယ်ပေါ့နော်ကဲဒီနေ့ဗီဒီယိုဒီလောက်ပါပဲကျွန်တော်တို့နောက်ဗီဒီယိုကြမှာပြန်ဆုံကြပါမယ်နော်